ရင်ညွလပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါတွင်ကာလမှာမြတ်စွာဘုရားဟာတာဝရိသနတ်ပြည်တက်ပြီးတပိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီကနေ့ဒုပြည်ကို ပြန်လေကြွာလာတဲ့အမတ်တရားနေ ဒီနေ့ဘယ်ပြိဓမာခါတော်နေလို့ဆိုတယ်ပြိဓမာခါတော်နေဆိုတာပြိဓမာတရားဟောတာကဝါဇုလာမကျော်တရားနည်းရေးစပြီးတော့ဟောတာတရင်ညလာပြီးနေစဉ်ပြီးတယ်အဲ့တော့အပြိဓမာတရားဟောလို့ဆုံးသက်တဲ့နေ့လို့ဒီလိုမှတ်ရမှာ ဒါကိုပဲအဘိဓမ္မာခါရဏီလို့ဆိုပြီးမြတ်မပြေမှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဘိဓမ္မာတရားစတင်ဟောတာတော့ဝါစုပြီးတဲ့ဝါစုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်၃လကြာအောင်မြတ်စွာဘုရားဘိဓမ္မာတရားတော်ကိုတာဝန်ရင်းသားနတ်ပြည်မှာဟောကြားပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝန်ရင်းသားနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုရဲဆောင်နှံလေကားကြီး300နဲ့နေပြီခန္ဓာတိုက်ပြိတ်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီတရင်ညွတ်လာပြီနေဆိုရင်တရင်ညွတ်လာပြီတရင်ကျွတ်ပြီဆိုပြီးတော့ရှောက်ပြီးတော့လေချပတ်ကြတော့ မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တရားလို့ဆိုဒီကနေ့ဟာမြတ်စွာဘုရားတို့သာသနာ တို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်တယ်ဆိုတဲ့ပူဇော်ပွဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညွတ်လာ တောရိန္ဒနတ်ပြည်ကပြန်ကြွားတဲ့အခဏာကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစင်မီနဲ့ပူဇော်ကြတယ်လို့ဒီလိုပြောင်းလဲချမှာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရဉ္ဇလပြည်နေ့မှာမိထွန်းနာတော့ကတ္တိကနက်ခတ်လို့ခေါ်တဲ့မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွန်းကြတာဖြစ်တယ် ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်။အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလီဆိုတဲ့မိထွန်းပွဲကျင်းပသလိုပဲကိုယ့်ရဲ့အစဉ်လာရလောက်ကြတာ။မြန်မာပြည်ကဘုရားဘာသာဝင်တွေကတော့မိထွန်းတာတော့အဲ့ဒီကတိကနက္ခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဘဲနဲ့မြတ်စွာဘုရားကို ကျိုးစုံနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သတင်းညလပြည်နေ့မှာမိထွန်းနေတို့ဒီလိုအသေးပဲပြောင်းပြီး မှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသကောင်းမှုကုသရတဲ့လုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နှက်ခတ်ပွဲအနေနဲ့မိထွန်းနေမိအလှဆင်ပြီးတော့မိထွန်းနေဆိုရင်နှက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဘာသာတွေကတော့ပြောင်းလိုက်တာဒါ ဒီဖះကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖះကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာတကောဘုရားဘာသာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖះကိုစုကို ပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပူဇော်မှုဖြစ်လာဂျိုပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တတ်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်တော့ကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ် စိတ်ထဲမှာအာယုံပြုလိုက်ရုံနဲ့ပဲကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖခင်နဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်ကိုတမန်လို့မအောင်မိတယ်နဲ့ဥပမာမဲ့ကြည့်စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘယ်လောက်ကြီးတော့ဆိုလမ်းခင်းတဲ့ကြောက်အစည်းတရား ရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးเนาะအဲ့တော့တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလမ်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ခြားတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးပတ္တမกว่าတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတံမိုးချင်းกว่าတတ်တယ်အဲ့တော့တံမိုးရှိတာဟာကိုရအောင်တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလောက်တာမဟုတ်ပဲနဲ့ အထိပ္ပယ်ရှိရှိတို့ဘာဖြစ်လို့သရင်ညိုလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတဲ့မြတ်စွာဘုရားကိုခေယူကျူပူဆော်သောအဖြစ်တို့တွေပူဆော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဆော်တဲ့အနေနဲ့ အဘိဓမ္မာခါရောနေကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်။ဘုရားပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်။သံဃာတွေလှူဒါန်းတဲ့သံဃာပူဇာပေါ့နော်။ယရဏသုံးပါးကို ပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့။အကျိုးကျေးဇူးချင်းအမှန်တမ်းကွာခြားတယ်လို့သူဆိုတယ်။အဲ့ဒီမှာ မြတ်စွာဘုရားဒီကြွားချမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာတရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နတ်သားနှစ်ယောက်ရှိတယ်။အဲ့ဒီနတ်သားနှစ်ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲ။သို့တော့တအူးနဲ့တအူးဟာလှူတဲ့အတိုင်းတပမာဏမတူဘူး။လှူတဲ့ပုံကိုယ်တွေလည်းမတူဘူး။ အဲ့ဒါလေးကိုခရုဆိုင်ပြီးတော့မှတ်သားထားဖို့။တယောက်ကတော့အင်ကုရဏတာလို့ခေါ်တယ်။ဘိဓမတရားဟောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနာမှာဘုရားနဲ့အနီးမေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတဏတာကအဘိဓမတရားနာဖို့ဘုရားနာရောက်နေတယ်။အဲ့သူနောက်နာကအိန္ဒကဆိုတဲ့နတ်သား၊သူနဲ့ရှင်ရဲ့အင်ကုရဆိုတဲ့နတ်သား။အဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနီးပါမှာထိုင်နေကြတယ်။ တဖြည်းဖြည်းတရားဝဲစတော့မလို့နီးလာတဲ့အခါမှာ နတ်တွေဟာတဖွဲဖွဲရောက်လာကြအဲ့လိုရောက်လာတဲ့အချိန်မှာအိနကနတ်သားကထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်အင်ကူရနတ်သားကျတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလာတယ်သူတို့ကျတော့အရှိန်ဝါချင်းမတူလို့ရှင်လူဟာရှေ့ရမထိုင်ရဘူးเนาะသူ့ဘာသူ့အလိုအလျောက်ကို အရှိန်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပေးတာနောက်လာလိုက်ဆုတ်ပေးလိုက်လာလိုက်ဆုတ်ပေးလိုက်နဲ့ဆိုဖရားနဲ့ဆက်နေယူစနာလာဝေးသွားတယ်တယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီဆက်နေယူစနာဝေးသွားတယ်အဲ့ဒီအဝေးလောက်ကျမှသူထိုင်လို့ရတယ်သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုတ်နောက်ရောက်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်အင်ကုရဏန္တာကိုလှမ်းမေးတယ် နေပါဦးငါနမ်းမှမထိုင်ပဲနဲ့နောက်ဆုံးဆုံးပြီးတော့သွားတာဒီအိမ်တကနတ်သားကတော့ငါနားလေးတင်ထိုင်နိုင်တယ်သူကဘုံလူကိုချီတယ်ဘာလို့နောက်ဆုံးပေးရတော့ဆိုရှင်ပြားတဲ့တပည့်တော်ကုသိုလ်ကောင်းမှုလူပြေမှလုံးချတာချင်းတူပါတယ်တဲ့အိမ်တကနတ်သားဟာသူကရှင်အနုရုဒ္ဓမထေရယရဟန္တာမထေရယကိုဆွမ်းခံလာတာဆွမ်းတဆွမ်းမဲ့သူလောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့ သူကနှက်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာသူကတော့တပည့်တော်ကတော့တဲ့၁၂နှစ်ကြာထမေချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့တပည့်တော်ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုံဆိုလို့ရှင်သူကယဟန္တာပုဂ္ဂိုလ်လည်းလှူလေရတယ်လှူလေရလို့သူ့ကျင်နဲ့နှလုံးထဲမှာဖြစ်တဲ့တရဟစေရနာရီဆွမ်းအားလည်းကြီးမားတယ်ပေါ့ခဏလို့စိန်လေးကတပွင့်နေပဲဖြစ်စီနော် တမ်းမိုးချီးတယ်သူကတော့လမ်းခင်းကြောက်တည်းရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေအလူခန့်တဲ့ပုဂ္ဂိုလ်တွေကငါးပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရည်နေတဲ့လူတွေသီလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုတဲ့တမန် လူလူခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိ ပြီးတော့အာရတနေမှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေသူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြသလိုပဲသူလှုပ်ခဲ့တဲ့အလှူဟာလည်းပဲညံဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်အဝါမရှိပါဘူးတတ်တော့ဖြစ်တယ်ဒါပေမဲ့အရှိန်အဝါချင်းမတူဘူးလို့ဆိုလို့ လူလိုပြောရင်တော့ຢာထူးငယ်တယ်ပေါ့နော်ကိုယ်ရဲ့ຢာထူးကြီးတဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မဟုတ်လားပတ်စံချမ်းသာတဲ့လူလိုက်လည်းနောက်ဆုတ်ပေးချတယ်လူတွေကအဲ့ဒါလို့ဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြအောင်ဖြစ်တယ် ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလုံးရဘူးပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအီချင်းသီလသမားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုခေါ်တာဖြစ်တယ်အဲ့တော့လောကမှာအခုမြတ်စွာဘုရားကိုပူဇော်လိုက်မယ်ဆိုရင်ဖះတော့အီချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေ့ခန္ဓာမယားမှာတာဝန်ဒေသနတ်ပြည်ကကြွလာတယ်ဖះဟော ငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှန်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ်ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်ခုနရှစ်ပါးသီလဆောင်တည်လိုက်တယ်ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်ဒီကနေ့ငါရှစ်ပါးသီလဆောင်တည်ပြီးတော့ဥပုသ်ဆောင်လိုက်မယ်ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်ဖျောင်းနိုင်တဲ့ဒီတိုင်းထွန်းရင်လည်းဒီ ီမိတိုင်လေးဖြင့်မြတ်စွာဘုရားကို အလင်းတက်နဲ့ပူဆော်ပါတယ်လို့ပန်းလေးတစ်ဝင်းလှူရင်လည်းဒီပန်းဟာတာဝရိန္ဒနတ်ပြည်ကအပြီးမှတရားဟောပြီးပြန်ကြွားခဲ့တယ်မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဆော်ပါတယ်ဆိုရင်ပူဆာရဟေပူစေယတောဗုဒ္ဓေဝယတိဝတာဝကေပပ္ပင်္စာတမဋိကံတိတိဏ္ဏသောကပရိတဝေစိန်ဟာတံမိုးမဖြတ်နိုင်တယ်လို့ပဲအဲ့လိုပူဆော်လိုက်တဲ့ပုဂ္ဂိုလ်ပူဆော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုဟာတံမိုးကြီးတယ် လမ်းခင်းနဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေထုတ်ကဘလောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေထုတ်ကြီးကြကြီးကြီးနော်အဲ့ဒါလို့ကြွယ်ပြားခြားနာသွားတယ်လို့ဆိုတာလေးကိုတာဝရိန္ဒနတ်ပြည်မှာဗိဓမ္မာတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်အဲ့ဒါကြောင့်မို့ကုသိုလ်ပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်တို့ဆိုဒီမှာမြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကပြန်ကြွတယ်အဗိဓမ္မာခါရုံနေဖြစ်တယ်ဆိုတာတစ်ခု မြန်မာလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမဖြစ်ခင်ကသရင်ညို့မိထုံးမွဲတွေလှုပ်ကြတယ်။ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးနော်။အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသကောင်းမှုရသွားတယ်အများကြီး။နောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်။ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတူကနေထိုင်ကြပြီးတော့ဝါလသရင်ဝါလကျပ်ပြီးဆိုရင်ခေးထွက်ကြတယ် ိုနဲ့ဒီနဲ့နေကြတယ်ရှေးတုန်းကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခီးထွက်ကြမယ်ခီးထွက်တဲ့အခါဒီပဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲဒီယဉ်ကျေးမှုကဘာတော့ဆိုလို့ရှိရင်ကိုယ့်ကိုယ်မပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရမှာ request လောက်ထားဆိုလို့ရပါတော့ သူပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလိုတယ်နော်ဒါယဉ်ကျေးမှုတစ်ခုပဲလူတွေရဲ့ယဉ်ကျေးမှုတုံးနဲ့တူဆိုပါစို့ဒီလူတယောက်မဟုတ်တာလောက်တာကြားတယ်မဟုတ်တာလောက်တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတယ်တုံးပြီးမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေဟာ ရှင်ကျင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ကျင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ်ဒါကြောင့်မို့တပါးနဲ့တပါးဟာဖိမန္တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတော့ဆိုရင်ပဝရဏရင်ကျင်းမှုမှာတန်ခံပန္တိပဝရေမိဒိဋ္ဌိနာဝသူတ္တိနာဝပရိသင်္ခာယဝါ ရှန်တစ်ပါးကတပါးချင်းတန်ဃာတွေကိုရှောက်ရမှာဖြစ်တယ်အရှင်ဘုရားတို့တပည့်တော်ကိုဒီအပြစ်မြင်ရဖြစ်စီအပြစ်ကျူးလွန်ရဲဆိုတာသတင်းကြရပဲဖြစ်စီအရှင်ဘုရားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာ လုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပည့်တော်ကို ပြောဆိုကြပါတတိပေးပြောဆိုပါနော် ဝရန္တုမံအာယတမံတော်ရှင်ဖျားတို့ပြောကြပါဒီလိုဆိုလို့ရနော်အနုကမ္ပံဥပါဒါယပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းတရားနဲ့ပြောရမယ်ဒေါသနဲ့အပြစ်ရှာတာမျိုးတော့မဟုတ်ရအောင်နော်လူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာတမံတော်အနုကမ္ပံဥပါဒါယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါ တပီတော့အကျိုးလူလာတဲ့စိတ်နဲ့ပြောပါရယ်ပတ္တန်တော်ပရိကရိတာမိရှင်မယားတို့ပြောတာကိုတပီတော့ကိုယ့်ကိုပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့တပီတော့ပြင်မမယ်နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့เนาะဘဝရဏဘွဲဘဝရဏဘွဲနဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေဘဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ်အဲ့ဒီဘဝရဏပြုတာဘာလို့ထားတော့ဆိုရင် တပါးနဲ့တပါးเนาะအပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲเนาะအဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဉ္ဇလဆိုလို့ရှိရင်ဩကတကရောဂျိုနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြစ်ရှိလို့ရှိရင်ပပျောက်စေရလို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်เนาะဩကတထဲမှာပါတဲ့အတိုင်းပေါ့เนาะ ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစေခြင်းချုံဟာဆိုလူကြီးသူမတွေမိဘတွေကိုကြောတာဒီလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှမရှိတဲ့ယဉ်ကျေးမှုပဲအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ် အဲ့ဒီအဖြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှမဲနေလို့ရှင်အဲ့ဒီအဖြစ်ကဘာဖြစ်တုံးဆိုလို့ရှင် သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်မအောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ်မိဘကိုစော်ကားပြီးပြန်မတောင်းမှမှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာသင်္ဏလောင်းမတိုးတက်ဘူးအဟံတားတွေဖြစ်လာတယ် တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်မတုံ့မှန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတမျိုး သူဖြစ်တာကတမျိုးမှာအဖြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မွားကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ်ကြောက်ရတယ်ပေါ့ဒါမှမဟုတ်ဒီတန်တရာခရီးသွားအမှားမလုပ်မိစေနဲ့ဆိုတဲ့အချိန်မှာကြည့်တန်တရာခရီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ ပြောမိဆိုမိတာတွေကိုမတောင်းမှလို့ရှိရင်နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့ကအမျိုးသမီးတယောက်ဟာဖះရှိခုဖះဘူးသွားတယ်စေဒီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရိညာမရိနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော် ဘယ်ဟာမရီကလှုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်။အဲဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်လျာဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်။ဒီကိုကလှုပ်လိုက်တဲ့အပြစ်တစ်ခုကကိုပေါ်ပြန်ဆွတ်တယ်။အဲ့ဒါကို တတိထားရတယ်။နေ့စဉ်ဘဝမှာနေလို့ရှိရင်လေကိုကကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ကိုလှုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်။ကိုစီပြန်ရောက်လာတတ်တယ်။ကြားဘူးကြားလိုက်မယ်။ que os australia aborigines လူရိုင်းနေရှိတယ်ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေเนาะမူလာကျွန်းနေလူသားတွေ australia aussie လို့ခေါ်နေတယ် australia နိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခတ်ကောက်ကောက်ကြည့် အဲ့ဒါကပြစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်က ကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုစီပြန်ပေါ်လာတတ်တယ်အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးเนาะကိုလှုပ်တာကိုကဥမာမဲ့လူတယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ် ကွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုအဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်ကိုယ်စီပြန်ရောက်တယ်မလွဲမသွေပြန်ရောက်လာတတ်တယ်ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်လာတယ်အဲ့ဒါတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှင်ပံဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာ မမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုကျုံမြင့်ချူမပြောမိအောင်မဆုံမိအောင် စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ဝဲစားထွက်လာတယ်ပျော်ဝဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်ဘာနဲ့တွေ့တယ်ယဟန္တာတော်ဘာနဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီရဟန္တာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဗာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုယ်တော်ကပြုံးနေတယ်သတ္တပင်ကနဲ့တူတယ်လို့ပြောနော်သူတို့သတ္တပင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတာပြုံးကျင်လားမပြုံးကျင်လားမသိဘူးပြုံးနေရတာပဲသူတို့ကနော် စပွဲကတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီဆိုအဲ့ဒါဒီကူရောကပြုံးနေစသဖြင့်ငါနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေးသားဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဖင်တဲ့မျိုးရဲသွားဖြစ်ပြီးတော့ပွဲကနေရတာခုခေတ်ကတော့ ဟိုအနုပညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးအပွဲကနေရပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားကလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုဆွန့်လွတ်ပြီးသူကပါလိုက်ပွဲကရတဲ့အစဉ်ရောက်အဲ့ဒီဇလန်းအကြောင်းကိုပြောတဲ့အခါမှာသူတို့ယဟန္တာကိုပြမပြီးပြောခဲ့လို့တဲ့ဒါလားဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ ကံကြမ္မာရဲ့တဘာဝတရားကသူကအမားတစ်ခုမလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ်အဲ့ဒါတတိထားတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပိုဆိုးတယ်အဲ့ဒါဒီတပ္ပဗုဒ္ဓထင်တယ်သူကပြည့်စုံကဗုဒ္ဓကဝတ်ထားတဲ့အဝေါကလည်းပဲ ဟိုကောင်းတဲ့ဥပမာမဟုတ်ဖ ೇನೆ တက်ခေါက်ဆိုးတဲ့ဥပကိုဝတ်အနေထိုင်ညညပပနေတဲ့အခါမှာသူကဘယ်ကအนูကဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်တွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလှုပ်တဲ့လှုပ်တွေကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုယ့်စီကိုပြန်ရော့လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင် ကိုယ်သတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဟာဒီကိုယ်ကိုပြည့်ရှင်ပြောပါအဲ့ကြရင် တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနကအပြစ်တွေဟာကြေအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာဘုရားဗဒဝင်တို့အတွက်ဒီတရင်ညွတ်လာပြီနေဆိုတာနေရုနေမြတ်ဖြစ်တယ်နေရုနေမြတ်အခါသမယမှာ လှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တွေ့ရတွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့ဒါလိုနေထိုင်ပြီးတော့ကုသကောင်းမှုလုပ်ကြရမှာဖြစ်တယ်ဓမ္မမေဆွေတို့တော်ကောင်းအပေါင်းတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှပြစမ်းမချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့လိုက်ပါ